အသားစားတဲ့ဒီခရူးကိုအပြင်မှာရှာတွေ့ရင်လုံးဝလုံးဝလက်နဲ့မကိုင်းမိစေနဲ့အခုမြင်နေရတဲ့ခရူးကကမ္ဘာပေါ်မှာအနေအများဆုံးနဲ့အစိတ်အပြင်းဆုံးခရူးဖြစ်ပါတယ်သူတို့ဟာငါးကိုယ်တောင်အရှင်လက်လက်စားတောက်တတ်တဲ့အသားစားခရူးတွေဖြစ်ပါတယ်သူတို့ရဲ့အသွင်ပြင်ကတာမန်ခရူးတွေနဲ့တိတ်မကွာပါဘူးဒါပေမဲ့ဒီခရူးတွေကအသားစားခရူးတွေဖြစ်ပြီးတော့သားကောင်ကိုအစိတ်နဲ့တိုက်ခိုက်တတ်ပါတယ်ဒီခရူးတွေရဲ့ဥကောင်ပိုင်းမှာအခုမြင်နေရသလိုပြောင်းပုံစံစူးကြုံတစ်ခုရှိပါတယ်။ဒီစူးကြုံရဲ့ထိပ်ပြားမှာအင်မတန်သေးငယ်တဲ့သွားတွေရှိပါတယ်။ ဒီသွားတွေဟာခြုံထက်ပြီးတော့အစိရေတွေနဲ့ဖုံးအုပ်ထားပါတယ်။ခရိုးကသားကောင်ကိုတိုက်ခိုက်တဲ့အခါသူတို့ရဲ့စူးဂျုံနဲ့သားကောင်တတိမထားမိချိန်မှာအစိကိုထိုးသွင်းပစ်ကြပါတယ်။ဒီစူးဂျုံကသားကောင်ကိုထိသွားတဲ့အခါရုံးထွက်ဖို့ခက်ခဲပြီးတော့အထဲမှာရှိနေတဲ့အစိကြောင့်လေသားကောင်ဟာအကြောတည်မင်းမျောသွားပါတယ်။အဲ့ဒီနောက်မှာသူတို့ကကြောက်စရာကောင်းတဲ့အေယာမပါဇက်ကြီးကိုဖြွင့်ထုတ်ပြီးတားကောင်ကိုပါဇက်ထဲထိုးထည့်ပစ်ကြပါဗျ။ဒီခရုတွေရဲ့အစိတ်ကလူတွေအတွက်အရင်အနေနဲ့များပါဗျ။ကံဆိုရင်အစိတ်ကြောင့်လူပါတည်တတ်ပါဗျ။ ဒါကြောင့်ဒီခရုတွေကိုကမ်းခြေလိုနေရာမျိုးမှာရှာတွေ့ရင်လက်နဲ့သွားမထိမိဖို့သတိပေးထုတ်ပြန်ထားကြပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။မွေကြိုက်ခံထားရတဲ့စင်ကြီးကရွာသားတွေစီမှာအခုလိုမျိုးအကူအညီလာတောင်းခဲ့တယ်။အခုမြင်နေရတဲ့စင်ကြီးဟာဒဏ်ရာအကြီးကျယ်ရထားပါဗျ။သူ့ရဲ့ခြေောက်တွေကထောက်လို့မရအောင်နာကျင်ပြီးတော့ရောင်ကိုင်းနေပါဗျ။စင်ကြီးကလူတွေနေတဲ့ရွာနာကိုချင်းကပ်လာပြီးတော့လမ်းမဘေးမှာရက်ထားတဲ့ကားတစ်စီးကိုစတင်ဖြတ်စီးပါဗျ ားရဲ့ပိုင်းရှင်ကလည်းစင်ကြီးကိုကြောက်လန့်ပြီးတော့တခြားလူတွေကိုအကူအညီတောင်းခဲ့ပါတယ်။လူတွေကစင်ကြီးကိုမောင်းထုတ်ပေးမယ်။သူကဘယ်မှမသွားပါဘူး။ဒါကြောင့်ရွာသားတွေကလည်းတိရိစ္ဆာန်ထိန်းသိမ်းရေးဌာနကိုဆက်သွယ်လိုက်ရပါတယ်။တောင်းဝင်ရှိတဲ့လူတွေရောက်လာတဲ့အခါမှာစင်ကြီးကဒဏ်ရာရနေတယ်ဆိုတာကိုသိလိုက်ရပါတယ်။စင်ကြီးရဲ့ခြေထောက်ကမွေကိုက်ခံထားရလို့ရောင်ကိုင်းနေပြီးတော့အဲဒီကနေဖြစ်လာတဲ့အနာတွေလည်းယောဂါပိုးတွေဝင်ရောက်နေပါတယ်။ဒါကြောင့်အချိန်မီမကူတာဘူးဆိုရင်စင်ကြီးဟာအသက်ဆက်ရှင်နိုင်တော့မှာမဟုတ်ပါဘူး။ တာဝန်ရှိသူတွေကလည်းသူတို့မှာပါလာတဲ့မေဇေးတနက်တွေနဲ့စင်ကြီးကိုသတိလစ်သွားအောင်လုပ်လိုက်ပါတယ်။ပြီးတော့မှစင်ကြီးရဲ့ခြေောက်ကအနာကိုအဲ့ဒီနေရာမှာတင်တန့်စင်စေးကြောပြီးတော့ခွဲစိတ်ကူတာပေးခဲ့ပါတယ်။စင်ကြီးရဲ့ဒဏ်ရာတက်တာသွားသလားဆိုတာနဲ့ပတ်သက်ပြီးနောက်ဆက်တွဲရလဒ်ကိုတော့သိရခြင်းမရှိသေးပါဘူး။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။ငွေရောင်တောက်ပါနေလို့ငကားတကောင်လို့အထင်ခံနေရတဲ့ငတ်တကုံက အခုမြင်နေရတဲ့ငွေရောင်အစင်းတောက်ပနေတဲ့ငါးကြီးဟာမြန်မာနိုင်ငံမှာလည်းမြင်တွေ့ရတယ်ငတဘုံငါးပဲဖြစ်ပါတယ်။ဒီငါးတွေကိုတချို့ဒေသတွေမှာငါးသရွယ်လို့လည်းခေါ်ကြပါတယ်။ဒီငါးတွေဟာပင်လယ်ရေငန်ငါးတွေဖြစ်ပြီးတော့ကမ်းရိုးတဲ့ဒေသတွေမှာတွေ့မြင်ရလေရှိပါတယ်။သူတို့ဟာအသားစားငါးမျိုးစိတ်ဖြစ်ပြီးတော့နှင်းမြန်နဲ့အမဲလိုက်စွမ်းအင်ကိုပိုင်ဆိုင်ထားပြီးအသေးစားငါးတွေနဲ့ခရီးတွေကိုစားတောက်ကြပါတယ်။ဒီငါးတွေဟာအရွယ်စားအရင်ကြီးလာတဲ့အခါငွေရောင်ငါးတစ်ကောင်လိုပုံစံဖြစ်နေပြီးတော့တွေးတဲ့လူတိုင်းကိုအံ့ဩမြင့်သက်စေပါတယ်။ ဒီငါးတွေကိုပစိဖိတ်သမုဒ္ဒရာနဲ့အိန္ဒိယသမုဒ္ဒရာတွေထဲမှာတွေ့မြင်ရပြီးတော့တန်ငါးသေးတွေကဖမ်းဆီးရောင်းချကြပါတယ်။ဒီအတိုင်းချက်ပြုတ်စားတော့ကြသလိုငရကုံကြောင့်အဖြစ်အချောက်လန်းပြီးတော့ရောင်းချတာတွေလည်းရှိပါတယ်။ရင်းနဲ့နီးတဲ့ဒေသတွေမှာနေထိုင်သူတွေအတွက်ဒီငါးတွေကအရင်လာတယ်ဆိုပေမဲ့မကြခဏတွေ့ရလေရှိတာကြောင့်အထူးဆန်းတော့ဖြစ်မနေနိုင်ပါဘူး။ပရိသတ်ကြီးတို့ရဲ့ပွားမှာရောဝေရောင်တောက်ပါနေတဲ့ငရကုံငါးကိုအပြင်မှာတွေ့ဘူးကြပါသလား။ကိုမန်ထဲမှာဖြေဆိုပေးခဲ့လို့ရပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။